အခုအပန်းကြီးအပြင်သွားဖို့အိမ်ကနေထွက်လာတာနှခမ်းကြီးမစိုးရသေးဘူးဆိုတော့ကားပေါ်မှာပဲစိုးလိုက်ပါမယ်ရှင်နှခမ်းကြီးကတော့အစ်စ်လေးပါနှခမ်းကြီးလည်းဆိုတော့အခုလေး TikTok မှာအရန် trend ဖြစ်နေရယ် Klingo Local Brand ရဲ့ lipstick လေးတွေပဲဖြစ်ပါတယ်ပန်းကြီးကအဲ့လို trend ဖြစ်နေရယ်ပစ္စည်းဆိုမဝယ်ရမနေနိုင်အတိကဘာလို့မြင်ပြီးဝယ်ချင်သွားရလဲဆိုတော့သူ့ရဲ့ packaging design ကြောင့်ဝယ်ချင်သွား Local Brand နှခမ်းကြီးရဲ့မှာဒီလို packaging အခုမှမြင်ဘူးအရန် luxury ဖြစ်တဲ့ခံစားရလို့ဒီ packaging ကိုမြင်တာနဲ့ကြိုက်တယ်ဆိုပြီးဝယ်လိုက်တာပေါ့နော်နှခမ်းကြီးကတော့အခုမှစဆိုးမှာဆိုတော့ နေတဲ့တူတူဆိုကြည့်ကြမယ်အခုဆိုနေရက01အယောင်၄ပါသူက01အနေ04 ठी ဆိုပြီးတော့၄ယောင်ထွက်ထားတယ်နှက်ခမ်းကြီးကမတ်တိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပန်နီဆိုးပြထားတယ်လို့မျိုးနှက်ခမ်းမှာအပြည့်ဆိုရင်ပိုလာတယ်ဒါကတော့ပန်နီ01လေးဆိုးထားတာအယောင်၄ကအဲ့လိုရွှင်ရွှင်လေးနဲ့တော်တော်လေးလာတယ်အခုကတော့မုတ်သွားစားမယ်ပေါ့နော်နှက်ခမ်းကြီးရဲ့ review တွေဖတ်ရတဲ့လောက်တော့ဘာဆဆတော်ယုံနဲ့မပြတ်ဘူးပြီးတော့ kiss proof ဖြစ်တယ်ဆိုပြီးပြောကြရပေါ့နော်အဲ့တော့ဘာဆဆပြတ်မပြတ်စမ်းတက်ဖို့အတွက် coffee site မှာရောက်နေပါပြီဒါကတော့နှက်ခမ်းကြီးအယောင်လေးနဲ့လူနဲ့တော်တော် ်လှနေလို့ပဲလေးနည်းနည်းများထားတာပါသူပြောထားတဲ့အတိုင်းတကယ် kiss proof ဖြစ်ပါတယ်ပြီးတော့ max proof လည်းဖြစ်တယ် cap proof လေးဖြစ်ပါရဲ့ရှင် review တွေတည်းကအတိုင်းဘာစစတော်ယုံနဲ့မပြတ်ဘူးဆိုရဲဟာဟုံမဟုတ်လဲစမ်းခဲ့ video တွေမှာမြင်တဲ့အတိုင်းပဲပဲနီအားရပါရစားနေရတာမှာနှကန်းကြီးကလုံးဝမပြတ်သွားဘူးဒါတော့စားချင်တာစားပြီးအချိန်နေပါနှကန်းအတွင်းပိုင်းထဲမှာနည်းနည်းလေးပြတ်သွားတာလို့နှကန်းတစ်ခုလုံးအဆင်ပြေပါတယ်ပန်နီဆိုးထားတဲ့ D01 အယောင်လေးကိုလက်မှာ swatches လုပ်ပြပါမယ်ဒီ01အယောင်လေးကကျော်ဆေကျော်တက်ကောင်မလေးပဲဖြစ်ဖြစ်မမတွေတော်တော်တွေပဲဖြစ်ဖြစ်အားလုံးနဲ့လိုက်တဲ့အယောင်မျိုးလေးပါ01 baby ဆိုတော့02အလဲပါပန်နီအရှိမ တေချာမပြလိုက်ရလို့သူကဘူးလေးကိုဒီလိုမျိုးလှည့်ဖွင့်ရတာပါဆိုတော့အခု02အယောင်လေးပန်းနေတဲ့အတူတူဆိုကြည့်ကြမယ်02လေးကတော့အညိုလေးကိုပန်းအောင်နည်းနည်းလေးဖောက်ပြီးထားတာမြန်မာလိုပြောရရင်ပန်းငပိအောင်ပေါ့နော်ဒီအယောင်လေးကနှကန်းနေတယ်မှာဆိုတော်တော်ရှားတယ်ဆိုတော့အဲ့လိုဆိုးလိုက်တာနဲ့လေငိမ့်ငိမ့်လေးနဲ့ရင်ကျက်တဲ့ look လေးထွက်သွားပန်းနေရတော့ဒီလိုအယောင်လေးတစ်ခါမှမဆိုးဘူးလို့လားမသိဘူးအခုဆိုးတာကလေးတော်တော်သဘောကျတယ်ဒီနှကန်းနေရလေးလက်ပေါ်မှာပဲဆိုးဆိုးနှကန်းပေါ်မှာပဲဆိုးဆိုးအယောင်ထွက်တာမှန်တယ်မတ် type ဆိုပေမဲ့သူကအကျန်းဖြိဆိုးစရာလည်းမလိုနည်းနည်း ်းလေးဆိုးတာနဲ့အယောင်ထွက်အားလည်းကောင်းပါတယ် ခုကတော့03ရဲ့အလဲကိုရောက်ပါပြီရှင်03ကတော့လုံးဝအနီအောင်တောက်တောက်လေးဒီလိုနှခမ်းနဲ့အနီအောင်တောက်တောက်လေးရာလီမင်းကလေးတစ်ယောက်မှာတချောင်းစီကတော့အနည်းဆုံးရှိထားတဲ့ Red Lip Theory အရာဆိုရင်နှခမ်းနဲ့အနီအောင်ဆိုးရဲ့မင်းကလေးတွေကပို့ပြီးတော့ဆဲဆောင်မှုရှိရဲ့ပို့ပြီးတော့ထက်မြက်တယ်ပြီးတော့ကိုကတနေရရသွားလိုက်တာနဲ့လူတွေရဲ့ attention ကကိုစီကိုပို့ပြီးတတိထားမိရလို့လဲဆိုကြရဲပေါ့နော်ဒီအရောင်လေးကလေးနှင်းစီပန်အနီရဲ့အရောင်နဲ့လုံးဝတစ်ထပ်ဒီအနီအောင်လေးကကျော်ပဲအသားရည်ပဲဆိုဆိုကိုရဲ့အသားရည်ကိုဝမ်းထုံးပို့ပြီးမှလင်းသွားစေတယ်အနီအောင်တောက်တောက် ်လေးဖြစ်ပါတယ်အခုနောက်ဆုံးချက်နဲ့04အယောင်လေးကိုပန်နီနဲ့တူတူထပ်ပြီးစိုးကြည့်ရအောင်သူကကျတော့အနီရောင်ဝမလေး03လို့မျိုးအရန်တောက်တာကြီးမကြိုက်ပဲနည်းနည်းမိုင်းတာလေးစိုးခြင်းတော့04လေးကစင်ပြေတယ်ပန်နီအစဒီအယောင်ပန်နီနဲ့မလိုက်တော့ဘူးထင်နေရဒါပေမဲ့အခုစိုးကြည့်လိုက်တော့လေတော်တော်လေးလာတယ်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေလည်းလေပန်နီလိုပဲအော်ဒီရောင်ကတော့ငါနဲ့မလိုက်တော့ဘူးဟိုအယောင်ကတော့ငါနဲ့မလိုက်တော့ဘူးအဲ့လိုမျိုးမစင်စားနေပဲနဲ့လေကိုနှကန်းပေါ်မှာတကယ်တင်စိုးကြည့်လိုက်ဒီဘလင်ကိုကထွက်ထားသမျှအယောင်လေးယောင်လုံးကတော်တော်လေးလာဒီဘလင် င်ကိုကကြတော့မြန်မာမိန်းကလေးတွေရဲ့အသားအရည်နဲ့အသက်နိုင်ဆုံးလိုက်ဖက်မဲ့အယောင်လေးတွေကိုပဲတခြားရွေးပြီးထုတ်ပေးထားတာပါ။ Long lasting ဖြစ်တယ်လို့ kiss proof လည်းဖြစ်ပါရဲ့။ဒီအော်တိုဘာလာတစ်လလုံးကိုဒီ Blingo ရဲ့ collection လေးချောင်းလုံးဝင်ရင်တသိန်းနှစ်ထောင်နဲ့ရတာပါ။ပုံမှန်ကတော့လေးချောင်း collection တစ်ခုတသိန်းငါးထောင်နှစ်ထောင်ပါ။ဒါနဲ့ promotion စီးနဲ့ရခဲ့ရဆိုတော့အရန်တန်နေ။နှာခမ်းနဲ့အသေးဝယ်ဖို့စဉ်းစားနေရဆိုရင်တော့ဒီ Blingo lipstick လေးတွေကဝယ်ဝယ်တင်းတဲ့ထဲမှာပါရယ်နော်။ အယောင်လေးယောင်လုံးလည်းအရန်လာတယ်။ပြီးတော့မုတ်တစ်ခါစားနှခမ်းနီတစ်ခါဆိုလှုပ်ရှားလည်းမလို့။အထူးသဖြင့်ပွဲလန်းတပင်နေ public area မျိုးတွေမှာနှခမ်းနီခဏခဏထုတ်ဆိုနေကြမလို့တော့။ So Blinko ရဲ့ kiss proof နှခမ်းနီလေးတွေကအနမ်းပေးုံတစ်ခုရဲ့အတွက်အဆင်ပြေရမှာမဟုတ်ပဲအကုန်လုံးအတွက်အဆင်ပြေပါရဲ့ရှင်။